ခင်ဗျားတို့ကြားဘူးလားပန်းပန်လို့ရှိရင်အကျန်းဖတ်တမှာဖြစ်တယ်နော်တကဘာလုံးမှာဘယ်နိုင်ငံမှာမကြဘူးရုပ်ကိုဒီမှာတော့မကြဘူးဒါပေမဲ့လက်ရှိမြန်မာပြည်မှာတော့ပန်းပန်လို့ရှိရင်အကျန်းဖတ်တမှာဖြစ်တယ်အဲ့တော့ပန်းပန်တဲ့တူတွေကိုအကျန်းဖတ်ဥပဒေတိုက်ဖျက်ရင်းနဲ့အရေးယူခံရမယ်လို့ဘောမဝက်လီကျော်စိုးဦးကပြောရတာဖြစ်ပါတယ်သူပြောထားတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့နားထောင်မယ်မင်းနော်ထရိုရှင်လို့ဝါမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပပန့်ရင်ဖမ်းမယ်ဆိုတဲ့ဘောမကျော်ဆိုးဦးကိုကိုစီကဆုံးမလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားကြပါအောင်ခင်ဗျာမဲ့စကလုံးဒီမီဒီယာကျင့်ဝတ်တဲ့ညီနဲ့စကလုံးပြောမလားပောက်ပန်း40အောက်နန်းစားစကားပြောမလားဆိုတော့ကြည့်ပါလားတို့ကောင်းလို့ပြီးတင်ပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီဒေါ်ဆန်းသူကြီးမွေးနေ့အတွက်ဒီဆူတောင်းမှုရုပ်သံဖိုင်အားလုံးရှစ်တောင်းခန့်ရရတယ်ဆိုပြီးတော့ဒီစစ်သွေးကြွအုပ်စုတွေကထုတ်ပြန်နေတာတွေ့ရတယ်လှုပ်ဆောင်နေတာတွေ့ရတယ်ပြီးသွားရင်လည်းပဲကျွန်တော်တို့ဒါပန်းတပိတ် ပြီးရင်ကျွန်တော်တို့အင်ဂျင်အပြာဝိစီတပိတ်လောက်ကြဖို့စော်နေရလဲတွေ့ရတယ်။အဲ့တော့ဒီပြည်တွင်းမှာရှိတဲ့ပြည်တွင်းမှာရှိတဲ့နိုင်ငံသူနိုင်ငံသားတွေအနေနဲ့ဒီလိုလှုပ်ရှားမှုတွေကိုပါတယ်ပါမယ်ဆိုရင်ဝင်ပြီးတော့ပါမယ်ဆိုရင်ကြုံတွေ့လာနိုင်တဲ့အရာတွေကကျွန်တော်အကြံဖတ်မှုနားထောင်နော်နားထောင်နော်เนี่ยปัดตัดได้อู้ดิเนี่ยอมุพွေอเยอยู่จิตกามาဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့อ่ะဟုတ်ညမင်းတို့ဒီအဲ့လောက်အောင်ကြောက်လာလားမထင်ဘူးအဲ့လောက်ကြောက်မယ်လို့အကောင်ပြောလာအသက်80ပြည့်တဲ့အဖွားကြီးတယောက်ကိုမင်းတို့ဒီဒီလောက်အောင်ကြောက်တယ်ပေါ့လေဟမ် သူမှစပတ်တပြားပဲရှိတယ်။မင်းတို့စစ်တပ်ကြီးကိုပိုင်ဆိုင်သားတာမဟုတ်ဘူး။ဟမ်ဘာမှမရှိတဲ့မအိုကြီးအဲ့ဒီမအိုကြီးကိုမင်းတို့ဖမ်းပြီးထောင်ထဲထည့်ထားတယ်။အဲ့လိုထောင်ထဲထည့်တဲ့မအိုကြီးအဲ့ဒီမအိုကြီးကိုမင်းတို့ဖမ်းပြီးထောင်ထဲထည့်ထားတယ်။အဲ့လိုထောင်ထဲထည့်ထားတဲ့အသက်80ရွယ်မအိုကြီးတယောက်ကိုလူပြည်သူတွေကမွေးနေ့ပွဲအတွက်သူ့ရည်ရွယ်ပြီးပန်းလေးပန်းတာတောင်မှမင်းတို့ကအမှုဖွင့်အေးအေးယူခံရမယ်ဆိုတော့မင်းတို့မရှက်ဘူးလားအဲ့လိုစကားတွေထွက်ပြောနေတယ် မရှိတတ်တာလားကိုပြောလိုက်တဲ့စကားတစ်လုံးကြောင့်ကိုကဘယ်အဆင့်တန်းဖြစ်သွားလဲဟမ်မင်းတို့ညမင်းတို့ရတဖြည်းဖြည်းနဲ့မင်းတို့ရဲ့အရှုံးတရားကိုမင်းတို့ကိုယ်တိုင်ဖန်တီးနေတာဘယ်သူမှမဖန်တီးဘူး AUG နဲ့ဖန်တီးတာမဟုတ်ဘူး PDL နဲ့ဖန်တီးတာမဟုတ်ဘူးမင်းတို့ကိုယ်တိုင်မင်းတို့လှုပ်ဆော်ပြီးတော့မင်းတို့အရှုံးတရားမင်းတို့ကိုယ်တိုင်ဖိတ်ခေါ်ပြီးတော့မင်းတို့ဖန်တီးနေတာရှက်စရာကြီးကွာဟမ်မင်းကခက်တည်နေပြောရတာညိုတူမရှက်မြင်သူရှက်အာဒီကောင်ဒီလိုမျိုးဆိုတဲ့ဟာမျိုးတွားပြီးမေတ္တာကြံပြီးခဲ့တဲ့မေတ္တာမေတ္တမီး မင်းသူမင်းသူမမင်းမျိုးဆက်တော့ပေရောကောနော်ဟမ်ယွန်စရာကြီးဖြစ်ကြမိခဲ့ပြီမင်းတယောက်ရောက်လာတာနဲ့နေမင်းကြံနေခဲ့တဲ့မျိုးဆက်တွေပါဟမ်ကျော်စိုးဦးရဲ့သားလေးသေရောကျော်စိုးဦးရဲ့သူမလေးသေရောဟမ်အပါချင်းမပါချင်းကပြောရဲတယ်နော်ကဲကဲရှင်နေနဲ့ပဲဆိုင်ကဲပြောနေတယ်ကျွန်တော်ကဖြစ်လာနိုင်မဲ့အနေနဲ့တော့ကျွန်တော်တို့ကတင်ပြပြရဖြစ်တယ်အဲ့တော့ဒီဆက်ဖြစ်အောင်စုပြန်တော့ဒေါ်စန်းစုကြည်ရဲ့ဒါအသက်80ပြည့်မွေးနေ့ဖြစ် မွနေမွနေဖြစ်ပေါ့ဗျာတို့ဒီ grade စာချင်ချိုးဖို့အတွက်ရုပ်သားမှာ8000ရထားတယ်ပေါ့ရုပ်သားမှာ8000ရထားတာရထားတယ်ပေါ့တော့တောင်းဆုံးကြမွနေဗျာအနေနဲ့ရမှာရှိတဲ့သူ့ကိုချစ်တဲ့သူတွေကရုပ်သားမှာဆူတောင်းတာအားလုံးကျွန်တော်တို့8000ပဲလဲရတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ကအဲ့ဒါကဘာထူးလဲဆိုဘာမှမထူးဘူးဘာမှမထူးဘူးဟုတ်တယ်အဲ့ဒါဘာမင်းပြောတာမှန်တယ်အဲ့ဒါအဲ့ဒါတော့မှန်တယ်မင်းပြောတာအဲ့တခုတော့လက်ခံတယ်ငါတို့အမှန်ကြောင်းလေးလက်ခံတယ်အဲ့လိုရလို့ဘာမှမထူးဟုတ်တယ်ဒါပေမဲ့လို့ဂုဏ်ကပြောသလိုထူးခြားသွားတာတော့ဒေါက်တာဆူကြီးတို့လည်းမရဘူးဘာမှမထူးဘူးဒါပေမဲ့ မင်းတို့ကြောက်တယ်လေဒီအမျိုးသမီးဒီမအိုကြီးနောက်မှာဒီလိုမျိုးပြည်သူထောက်ခံမှုရှိတယ်ဆိုတော့အရှိန်ဟုံကိုမင်းတို့ကင်ထားတဲ့လက်နက်နဲ့မင်းတို့မတိုးပေါက်ဘူးလေအဲ့ဒါပဲပြီလားအဲအဲအဲ့ဒါအတန်ဖို့မင်းတို့နိုင်မွေးနေစုတောင်းဆိုပြီးတော့မတောင်းကြည့်လေဟမ်အဲ့ဒါပဲလူတံမိုးဆိုတော့အဲ့ဒါပဲမင်းမင်းတို့ဘာမှမင်းအောင်မင်းတက်ချောင်းကြီးမွေးနေစုတောင်းကံသိမ်းမှာမွေးနေစုတောင်းမှာ၈ပေါင်းရမှာတောင်းကြည့်လိုက်လေရမလားအခုစောက်စင်ကိုတီးရတာအဲ့ဒါကိုစောက်စင်ကိုတီးပြောရတာအရသာရှိတာ မိုက်တယ်ကွာမင်းတို့တွေအဲ့လိုပြောပေးသိလားငါတို့တွေကပြန်ပြန်ဖက်လို့ရနော်ကျေးဇူးတင်တယ်ဘာလို့ဆိုမင်းတို့ကဘာမှမပြောဘဲနေငါတို့ကဘာမှပြောလို့မရဘူးနော်ကျေးဇူးတင်တယ်တိတိရွယ်ချက်ကပါလေဆိုတော့ဒီဒေါအောင်စန်းစုကြည်ကိုအကြောင်းပြုပြီးတော့ဒီပြည်တွင်းမှာမငြိမ်မသက်မှုတွေဖြစ်အောင်လုပ်တာခင်ဗျာတတိရှိရခင်ဗျာပြည်ပအော်မနေနဲ့ခင်ဗျာလေဒီတေတွင်းနဲ့လာအော်လိုက်အဲ့ဒီတေတွင်းလာအော်လို့ရှိရင်မင်းတောင်းယူမယ်လို့ပြောပြီးကလူတယောက်ကိုချစ်ခင်လို့ယုံကြည်လို့ဒီလူတယောက်ကမွေးနေ့ပွဲကိုစုပေါင်းပေးတာဟမ်မတရားတာလည်းမပါဘူး အာဓမလည်းမပါဘူးအကျမ်းဖလက်လည်းမပါဘူးလူတဦးတယောက်ကမွေးနေ့လေးကိုဗုဒ္ဓဘာသာနည်းရကြည့်မယ်ဆိုရင်အင်မတန်မုံမြတ်တဲ့အလုပ်လောဒီလက်ရှိလက်တွေ့ကြကြတွေးမယ်ဆိုလဲတကယ်ကိုကောင်းတဲ့အလုပ်ဒါပေမဲ့မင်းတို့လက်ခံတာအဲ့ဒါအဖြေပဲဟမ်ဝတ်တန်းစားပြီးခွေးချင်းကပါနဲ့လေကြည့်လိုက်မင်းပြည်တွင်းလာအောင်ကြည့်လိုက်ဆိုပြည်တွင်းလာလာနဲ့မင်းတို့ဖမ်းပါလေမင်းပြည်တွင်းမှာရှိတဲ့ပြည်သူအားလုံးတော့အောက်ခွင့်ပေးလား ။အဲကိုယ်ကလွတ်လပ်ပိုင်ခွင့်ခင်ဗျားတို့ဘသူ့ရဲ့မွေးနေ့ခွင့်ဖြစ်လွတ်လပ်ဆိုစုတောင်းခွင့်ရှိတယ်။စုတောင်းခွင့်ရှိလား။လူတယောက်ကမွေးလို့ပဲတော့မှမင်းတို့လွတ်လပ်ဆိုစုတောင်းခွင့်ပေးလား။ဟမ်အဲ့တော့အဲ့ဒါဘာဖြစ်လို့တည်တာ။မင်းတို့ရဲ့ကံကြမ္မာကိုမင်းတို့ဖန်တီးတာ။ဘာဖြစ်လို့လဲ။တကယ်တော့လေ AMG ကောင်းနေတာမဟုတ်ဘူး။ AND ကောင်းနေတာမဟုတ်ဘူး။မင်းတို့ကိုတည်းလက်ခံစရာမရှိတဲ့ကောင်းကြီးဖြစ်နေတဲ့အတွက်လူရယ်လို့မင်းတို့တတ်မှတ်လို့မရတဲ့အရာတွေဖြစ်နေလို့မင်းတို့ရဲ့စန့်ကျင်မဲ့အဖွဲ့အစည်းကိုပြည်သူကသွားထောက်ခံနေရတယ်။အဲ့ဒါပြဿနာအလား။နော်။အဲ့တစ်ဖက်ကပြန်ဖက်ကအလိုလိုအမှတ်တွေရတယ်။ ။ဘာဖြစ်လို့လဲ။တစ်ဖက်ပြန်ဖက်အမှတ်ရဖို့အတွက်မင်းတို့ကိုယ်တိုင်လှုပ်ပေးနေတာ။အဲ့တော့ RND လက်ထက်တော့ကလည်း RND ဟာကောင်းလုံးလို့မဟုတ်ဘူး။နော်။ဒါပေမဲ့မင်းတို့ရဲ့ရုံမှန်မှုတွေမင်းတို့ကလူမဆန်မှုတွေကအဲ့ RND ကိုပြည်သူကပုံထောက်ခံတယ်ထောက်ခံပြောတာ။အခုတော်လိုင်းကာလမှလည်းဒီလိုပဲ။မင်းတို့လည်းတကယ်လူစိတ်ရှိပြီးတော့လူတို့စံနာလူတို့အတန်ကိုနားထောင်ပြီးတော့လူတို့အကြိုက်ကိုတရားရဂိုင်းတော့မဟုတ်80ရဂိုင်းတော့လိုက်လုပ်ပေးလိုက်မယ်ဆိုရင် and you just report လို့မရဘူးเนาะငါတနာလို့မင်းတို့ပြောပြတာဒါပေမဲ့မင်းတို့ကပါတယ်ငါတို့အုတ်ထုတ်လို့လူကန်းစား ငါတို့အုပ်ချုပ်တာခံရမယ်ငါတို့ပြောတာခံရမယ်ခံခံလိုက်ရဆိုတိတယ်နော်ညာရင်ပြောချင်လို့တိတယ်နောက်ဆုံးကဗျာဒီထားပြမှာနေစပတ်နေစကတဲ့ဝင်ဝင်ပြီးတော့အမကျွန်တော်ကေမီနဲ့ငါတို့အော်လေကွာဆိုအိုးနှောက်ဆော်လေကွာနှောက်ဆော်နှောက်ဆော်ရဲ့သူအားလုံးကပြည်ပြေးလေးပဲပြည်ပမာကြီးပဲပြည်ပကောင်လေးကြီးပဲအဲ့တော့ဟမ်အော်ဒီကောင်မတွေးတာလားမသိဘူးပြည်တွင်းမှာနှောက်ဆော်ဝင်ရှိလားမင်းအဲ့လိုပြောမဲ့စကားပြောမဲ့ဆိုရင်ပြည်တွင်းမှာလည်းလောက်ခွင့်ပေးထားလေ ပြည်တွင်းမှာလှုပ်ခွင့်ပေးထားလို့ပြည်တွင်းရဲ့လူတွေကမလှုပ်ဘဲနဲ့ပြည်ပကလူတွေကလှုပ်ဆော်နေကြတယ်ဆိုပြီးမင်းပြောတဲ့စကားမှန်တယ်ပြည်တွင်းမှာလှုပ်ခွင့်မပေးထားတဲ့ဟာပြည်ပကအော်လို့ဘယ်ရမင်းမေးစောက်ကောင်းတဲ့လားဟောပါဘူးလားငါလုံးမှာတော့မပြောရင်ပြောရင်လည်းဟုတ်တယ်ကသူတို့ရဒီထုတ်ပြန်တဲ့ဒီဒေါ်ဆဲသူကြီးရဲ့ဘုန်းကြီးနဲ့ပတ်သက်ပြီးတော့ဆူတောင်းနဲ့ရုပ်သားမှာအလုံး၈တောင်းရတယ်လို့သူကထုတ်ပြန်ထားတယ်ကျွန်တော်အဲ့ဒီဟာလေးကြည့်တော့ကျွန်တော်ဘာကိုသွားပြီးသတိရလဲဆိုတော့လူတွေရဲ့ဆယ်နှစ်ကျော်ကာလကိုကျွန်တော်ရှေ့ဆက်သွားလိမ့်မယ်ခင်ဗျားတို့အလုံးမှတ်မိပါလိမ့်မယ်ခင်ဗျားတို့လည်းမှတ်မိမယ်လို့ထင်ပါတယ် အဲ့ဒါကကျွန်တော်2014ခုနှစ်မှာပြုလုပ်တဲ့ NLD ပါတီနဲ့အေဥက္ကူကိုကြီးတော့ဗျာငိမ့်ပွဲမှာအကျွန်တော်ငိမ့်ပွဲဥက္ကူကြီးမသေးသေးဘူးပြုတော့မှာပဲရှိသေးတယ်ဥက္ကူကြီးဥဆောင်ပြီးတော့နေရဒေသတီးတီးအတီးတီးမှာလေးသုံးချက်ပြင်စည်းလေးတို့လုံးကြတယ်ဟောပြောပွဲလုံးကြတယ်လေးသုံးချက်ပြင်စည်းလေးလုံးကြတယ်တထောင်ရွှေဖွဲ့စည်းပုံတွေကဒီလေးသုံးချက်ပြင်စည်းလေးတို့လက်မှတ်တွေကောက်တယ်ဆိုပြီးတော့တဏ္ဍာရီလုံးလောက်တယ်ခင်ဗျားတို့မှတ်မိပါလိမ့်မယ် လမ်းဆုံးလမ်းကွားတွေမှာလောက်တယ် NLD ပါတီဆိုင်ဖို့ကြီးနဲ့ရုပ်ပြတဲအေးတွေနဲ့လောက်ကြတယ် NLD ပါတီယုံတွေမှာလောက်ကြတယ်ခရယံယုံတွေမျိုးနယ်ယုံတွေမှာလောက်ကြတယ်ဒါဆိုသူတို့ဒေသရှင်ဝဲလောက်တာကတော့ဒီရွှေကုန်းတန်းတော်ဝင်နေစီအဲ့မှာလောက်ကြတယ်ပြီးရင်ကျွန်တော်တို့ဆက်ဆက်ရှိရုံကမှာလောက်ကြတယ်ဆက်ဆက်ရှိဆိုတာကကျွန်တော်တို့ငိမ့်မွေးပေါ့ဗျာငိမ့်မွေးဆိုတာကဂျော်ဆူရဲ့ဒီအထောက်ပံ့ခံလူတွေပေါ့ဗျာအဲ့အဲ့အုပ်စုတွေဒီဘက်လက်ကင်တော့အုပ်စုတွေဥက္ကုကြီးမသေးသေးဘူးအဲ့ဒီချိန်တော့ဥက္ကုကြီးလည်းပါဥက္ကုကြီးလည်းပါတယ် မဟုတ်မင်းတို့ကပြပလက်ကင်တော့ပြကလိုက်တော့မင်းမဲ့လင်ကပြပလက်ကင်မတော့ဘူးလီးသွားဆုံးနေတာဟိုမှာရုရှားပြေးဆုံးလိုက်တရုတ်ပြေးဆုံးလိုက်အဲ့ဒါပြပမောက်တော့မင်းဖိတ်လင်တာဟမ်ခွေသားမင်းခွေစကားအိုက်ပြောသွားကြည့်တယ်ဟုတ်လားဟမ်ပြောလိုက်ပြပအားကိုပစံရို့သူတို့ပဲပြပတော်သွားပြီးမှဆုတ်နေတယ်ဟမ်မင်းတို့တွေကစကားကိုဖာကြကြစကားပြောမှမင်းတို့တနစ်ကလူနေမှုဘဝကိုမင်းတို့အားရကျင်တာငါထင်တာမသိဘူးဟမ်စကားပြောတယ်ဆိုတော့မှန်ကန်တဲ့စကားကိုပြောလေဗျမင်းဒီပါပြပအားကိုဆိုအဲ့ဟုတ်တယ်မင်းတို့အားမကုန်းနဲ့ဟုတ်လားမင်းတို့ပဲအချမ်းကဘယ်နိုင်ငံမှအားကိုမှမလုပ်နဲ့ ဟမ်တရုတ်ကတော့မွေပန်နဲ့မင်းမိတ်လေးမရောက်နိုင်ပြောတာဟမ်တရုတ်ကဂျေဆုရှင်ဟုတ်လားလာရှိုးပြန်တောင်းမေးလို့ဟမ်လာရှိုးရဖို့အရေးကိုစောက်စင်းနဲ့ကိုမင်းကတော့တရုတ်ကတော့ဖြင်းသွားခံရတယ်အဲ့ဒါဘီဘအာကုန်းမဟုတ်လို့ပါတယ်မင်းမိတ်ဖာတယ်မဖာခံတာဟမ်ခွေသားပပယ်ပပလေးစရီပျော်ပျော်ပျော်တနေ့တနေ့ဒီဘောမာဒီထဲမှာလေကျွန်တော်အယုံဆုံးအကျော်ဆုံးဘူးဘာဖြစ်လို့ဇော်ဘုံဟင်းလို့ဘာတို့ကသူကိုယ်တိုင်လည်းလုပ်တယ်ကလိန်ကချစ်ရုတ်မာတဲ့နီလန်တိတ်မလို့ဇော်ဘုံဟင်းကတကယ်ပြောတယ်အမှန်တရားကိုဇော်ဘုံဟင်းကမျက်နှိုးတယ် နော်ဒါကြောင့်မလို့ပဲဒီကောင်တို့ဝိုင်းပြီးတို့ဘောမအရှင်းရှင်းပဲဝိုင်းတော့ခပေးလိုက်ရနော်ဇော်ဝင်ကြည့်ကြည့်ဒီကောင်တွေအတူတူနေနေတာပခုံးဖက်ပေါင်းနေတာသူတို့ပဲပြန်တော့ခပေးတာဒီကြော်စိုးဦးဆိုတဲ့ကောင်မျိုးကကလိန်ကကြည့်ကလီကမာ အောက်တန်းစားရုပ်ကိုတည်းစကားကိုပြောင်းအပြန်ပြန်ပြောင်းတဘိုးလက်ပြောင်းပြောလက်ကိုတဘိုးပြောင်းပြောမယမ်းမလားပြောဖို့တော့ဝင်မလေးဘူးလူကုန်တိတ်ခါလည်းမရှိဘူးနော်ပြောလိုက်ရင်မီဒီယာနာမည်ခံတယ်အဲ့တော့ဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့ကတိုင်းပြီမှာလက်လျှော့ပေးရမှာ ဟာပင်သေးပါစေဒီလိုကောင်မျိုးတွေလည်းလည်းအစင်းမခံနိုင်ဘူးဒီလိုကောင်မျိုးတွေလက်ထက်တိုင်းပြည်ရောက်တော့မိပြက်ပြီလူတယောက်နဲ့ကြင်ဝတ်တိုက်ခါတော့နားမလဲတဲ့ကောင်မျိုးကျွန်တော်တို့တိုင်းပြည်မှာလူစွာချက်တက်လို့ခိုင်းနေဆိုပေရောမှာကျွန်တော်တိုင်းပြည်ဟုတ်တယ်မလားရှင်းရှင်းလေးပဲပြောနေပုံကြည့်အခုလေတို့ရောက်ပြင်စီတယ်မှာအဲ့ဒီလှုပ်ရှားမှုကကျွန်တော်2014ခုနှစ်မေလ29ရက်နေ့ကနေပြီးတော့ဇူလိုင်လ16ရက်နေ့ကြီးလှုပ်တာ16ရက်နေ့ကြီးလှုပ်တယ်အဲ့တော့အဲ့မှာသူတို့ထုတ်ပြန်တဲ့အခါမှာလက်မှတ်အားလုံး9သန်းရတယ်လို့ပြောတယ်9သန်းရတယ်လို့ NLD ပါတီကလည်းထုတ်ပြန်တယ် ငိမ့်ပွဲ့အဲ့ဒီချိန်ကငိမ့်ပွဲ့ဥကုကိုကြီးတို့မင်းကိုရိုင်တို့အိုးဆိုလည်းထုတ်ပြန်တယ်ဥကုကြီးမတကယ်တော့တွားမကြည့်လိုက်ဥကုကြီးနောက်မှမေးအောင်မယ်ဟိုဥကုကြီးအဲ့ဒီလက်မှတ်တွေဘယ်ရောက်သွားလဲကျွန်တော်တွေ့ရင်တော့မေးပါအောင်မယ်လက်မှတ်၅တန်းရခဲ့တယ်လက်မှတ်၅တန်းရပြီးတော့အဲ့ဒီလက်မှတ်တွေကို2014ခုနှစ်နိုဝင်ဘာလ13ရက်နေ့မှာပြည်အောင်စုလွှတ်တော်မှာဦးဝင်းမြင့်ကအရေးကြီးဆိုတင်တယ်အဲ့ကျွန်တော်ဦးဝင်းမြင့်ကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပေါ့ဗျာဦးဝင်းမြင့်ဆိုတာကလက်ရှိကမြားတို့ရဲ့တမန်တော်ကြီးဆိုသူပေါ့တမန်တော်ကြီးဆိုသူဦးဝင်းမြင့်ပေါ့တကြီးတော့သူလဲပြောလို့ပြောကိုကြီးသူလဲထောင်ထဲမှာပေါ့အဲ့ဒီဦးဝင်းမြင့်ကနေအဆုတ်တင်တယ် အဲ့ဒီလက်မှတ်၅တန်းတော့ခင်ဗျဖွဲ့စည်းပုံခြေလမ်းဦးနဲ့ပြင်ဆင်ရဲလက်မှတ်၅တန်းတော့ခင်ဗျဘယ်ရောက်သွားလဲဘယ်ရောက်မှမသိဘူးဘယ်ရောက်မှမသိဘူးကျွန်တော်ကျွန်တော်တို့ကဒီညမှာတင်ပြချင်တာက NLD ကဒီလိုမျိုးကျွန်တော်တို့ကပြက်ရပြက်နိုင်ငံရေးလှုပ်ရှားမှုတွေကိုရှေ့ကလည်းလုပ်ခဲ့တယ်ယနေ့ဒီလည်းရှေ့ကတော့မလုပ်နိုင်ဘူးမယ်အငွေလေးတော့သူတို့လိုက်လုပ်နေဆိုပြောတာတနည်းအားဖြင့် NLD ပါတီလုတ်တက်တာကသူတို့ကလူထုကိုလမ်းမပေါ်ဆွတ်တင်တာတိုင်းပြည်တိဆောက်ရေးတိုင်းပြည်ညီညွတ်ရေးတို့ဘယ်တော့မှအဲ့ဒီစကလုံးကနေဝင်လက်ထက်တည်းကလုတ်လာတော့လူထုကိုလမ်းမပေါ်ဆွတ်တင်နေတဲ့စကလုံးလူပိန်းနေနေကြည့်မယ်ဆိုဟုတ်တယ်လို့ ။ငါလမ်းပေါ်ထွက်တဲ့လူတွေအုံတော့မရှိတဲ့လူတွေ။ဟမ်။ကဲအခု2021အာနာသိမ်းတဲ့ချိန်မှာခမရတို့လမ်းပေါ်ထွက်ခဲ့တဲ့လူတွေသူများမြောက်ဝေးလို့ထွက်လာတာ။အန်ဒီပါတီကလမ်းပေါ်တက်လာလို့ထွက်လာတာ။ကိုအုံတော့နဲ့ကိုဒီအာနာသိမ်းတာကိုလက်မခံလို့ထွက်လာတာ။စောက်ယူနေမဟုတ်ဘူးလေ။ကျော်စုံကဖေလိုမျိုးစောက်ပေါ်မှမဟုတ်တဲ့ဟာကြီး။ဟမ်။ကျော်စုံအမေလိုမျိုးအုံတော့နဲ့တပိုးဝင်နေတဲ့ကောင်မှမဟုတ်တဲ့ဟာကြီးလမ်းပေါ်တက်လာအောင်။ဟုတ်တယ်မလား။အဲဒါမဲ့သူတို့ပြောတဲ့စကားလုံးကိုကြည့်။လမ်းပေါ်ထွက်ဆွဲတင်တာလမ်းပေါ်ဆွဲတင်တာဆိုတော့လူတယောက်ကိုပေါက်ပန်း၄၀ပြောချင်တယ်ပြောရတာ။ နောက်ပြီးတော့မီဒီယာနဲ့စီယုံပြောမယ်ဆိုအောင်နိုင်ငံပိုင်ရုပ်တံတွေနိုင်ငံပိုင်ကြေးမုံမြမအလင်းမြဝတီ MRTV အကုန်လုံးကသူတို့စစ်တပ်ထိန်းချုပ်မှုအောက်မှာခေတ်ဆက်ဆက်နေလာခဲ့ရတယ်။ဟမ်ဒေါ်စန်းစုကြည်ကိုဘာလဲပြည်ပြေးဆိုမျိုးစုံလို့အာတိုက်ခတ်ခဲ့တာဒီစစ်စိုးရဲ့လက်ချက်ခေတ်ဆက်ဆက်မှာဟမ်ကတိဘယ်သူတွေတိုက်ခတ်ခဲ့တာလဲစင်သားကြီးအရန်ဒီကနိုင်ငံပိုင်ရုပ်တံတွေကိုယူတရင်းစာတွေကိုယူပြီးတော့အဲ့ရနေစီယုံရေးစင်းခဲ့တာလားအဲ့အဲ့လားဖြေပဲနော်ကြည့်ဒီကောင်လေးရုပ်မှာလုခဲ့တဲ့အပေါ်ကြီးမဟုတ်ဘူး တို့လောက်ခဲ့တာတို့လောက်တက်တာတို့လောက်နိုင်တာကလူတို့ကိုလမ်းမပေါ်ဆွတ်တင်တဲ့နိုင်ငံကိုတို့လောက်ခဲ့တယ်။နောက်ဆုံးကပြလူတို့ကိုလက်နက်ကင်90ဒီပါလူတို့ကဆောက်ယူတွေဟာကြီး။တို့ကောင်းကြီးလူတို့ကဆောက်ယူနေတယ်။အဲ့ဒီအချိန်တော့ကပြလက်မှတ်ငါးတန်းပဲရောက်သွားတယ်။ဘယ်ရောက်လဲ။မိမိဖင်းနဲ့ထိုးထည့်လိုက်တယ်တဲ့။ထိုးတူပါပဲ။ဒေါ်စားသူကြီးရဲ့ကျွန်တော်တို့ဒီကချင်မြည်နယ်မြကြီးနားဖြစ်စင်မှာ။ဒါကျမအကျမတို့အစိုးရဖြစ်ရင်မြစ်စုံစာချုပ်တွေချပြမယ်။ဆိုပြီးတော့မဲဆွဲပုတ်ပေါင်ငေးပေါင်ငေးပေါင်ငါမေးပါအောင်။အဲ့မြစ်စုံစာချုပ်ကိုမင်းလည်းပြောတယ်မင်းမရမတ်ကုတုလည်းပြောတယ်။ဟမ်မြစ်စုံစာချုပ်အန်ဒီရဲ့ချမပြလို့ဆိုတော့ ို့မင်းတို့တွေကလူမဟုတ်ဘူးလားဟမ်စာချုပ်ချုပ်ခဲ့တဲ့ကောင်တွေကပြည်သူကိုချမှတ်ပြပဲစာချုပ်ချုပ်ခဲ့တာကိုချုပ်ခဲ့တဲ့ကဒီစာချုပ်ချုပ်ခဲ့တဲ့လူတွေကိုအပြစ်မပြောဘဲနဲ့စာချုပ်ကြားထဲကလူကိုဘာမှမလုပ်ကြတဲ့လူဒီစာချုပ်နဲ့ပတ်သက်လို့လက်မှတ်လေးတော့မထိုးရတဲ့လူကြီးခွင့်တော့မရှိခဲ့တဲ့လူကိုမင်းတို့ကစာချုပ်ချမှတ်ပြတော့အပြစ်ပြောနေတယ်ဆိုတော့မင်းတို့ပြောတဲ့စကားကိုမင်းတို့ပြန်ဟမ်နောက်ကိုနေပြောခဲ့ဂတိပေးခဲ့တယ်ဆိုစကားလာမပြောနဲ့လူတို့လိုပဲသူလဲဒေါက်တာဆန်းစုကြည်လဲလူတို့တွေကလူတို့တယောက်ပဲဒီနိုင်ငံအတွက် အဲ့တော့ तू လည်းလူတို့တိကျင်သူ तू လည်းတိကျင်တယ်အဲ့အတွက်လူတို့တိကျင်တဲ့စံတာတိုင်းတိနေအောင်တို့ချပြမယ်ဒါပေမဲ့အစိုးရအစ်တွေကချပြလို့မရတဲ့အနေအထားဖြစ်သွားတယ်အဲ့ဒီအတွက်လူလူတွေမတည်ဘူးတို့တို့ချပြလို့မရဘူးချင်းချင်းလေး तू ဘက်မှာမဟုတ်တာလို့ထားတခုမှမရှိဘူးပြစ်ဆုံးနဲ့ပတ်သက်လို့ तू ကိုချိုးချထားတာတခုမှမရှိဘူးဟမ်ပြစ်ဆုံးစာချုပ်ထုတ်ခဲ့တဲ့လူတွေအပြစ်လေဘလို့မင်းတို့ကဘိုးလက်ပြောင်လုပ်ပြီးတော့မတိလို့ရှိရင်ထောက်ခဲ့တဲ့လူတွေကပဲကျေးဇူးရှင်ဖြစ်ပြီးတော့ဒီစာချုပ်ကိုချမှတ်ပြလူကအပြစ်ဖြစ်တယ်ဆိုတော့ဩဒုက္ခပဲမင်းတို့ရဲ့ TOD တော်တော်မျှတာတယ်နော် ဟမ်ကိုမေကိုလိုးတီယိုဒီဟုတ်လားဟမ်ငါပြောရင်မကောင်းအဲဆိုသူတို့ရဲ့ငါးနေမှာဒီမြေဆုံစာချုပ်နဲ့ပတ်သက်ပြီးတော့ဒီစုံစမ်းစီစီကော်မရှင်တစ်ခုလောက်ပဲဖြစ်ခဲ့တယ်ပြောထွက်တာကျွန်တော်အံ့ဩတယ်နော်ဖြစ်ခဲ့တယ်အဲ့ဒီကနေပတ်သက်ပါမှမဖြစ်ခဲ့ဘူးသူတို့ကလူထုကိုလမ်းမပေါ်ကိုဆွဲတင်တဲ့နိုင်ငံကိုကျွန်တော်တင်ပြတာခင်ဗျားတို့ရဲ့လွန်ခဲ့သော10နှစ်ရှိမှာ2014ခုနှစ်မှာ2014ခုနှစ်မေလ20ခုနှစ်မှာစတယ်၄၃၆ပွဲ၄၃၆ပြင်ဆင်နေပတ်သက်ပြီးတော့ကျွန်တော်တို့တိုင်းပြည်တိုင်းပြည်နယ်အလိုက်ရိုးတွေအလိုက်ကျေးရွာတွေအလိုက်လက်မှတ်ကောက်ခိုင်းနေလုပ်ခဲ့တယ်အဲ့ဒီအချိန်မှာလည်းဘာမှမဖြစ်ခဲ့ဘူး ။အတူတူပါဗျာအဲ့ချက်ပါဒါနိုင်ငံတကာကိုတင်ပါတော့ကုလသမဂ္ဂကိုတင်ပါတော့တောင်တင်ပါမြောက်တင်ပါတော့ပြောခဲ့တယ်။နောက်ဆုံးတော့လည်းပြီးသွားတာပဲ။ NLD ပါတီကတော့နိုင်ငံရေးကိုတပွဲလို့တွေပဲလုပ်ခဲ့တာ။ကျွန်တော်တို့ရဲ့ရှေ့မှာကြည့်လိုက်2021ကာလနောက်ပိုင်းမှာဟာ UN တပ်တွေကကျွန်တော်တို့ဒီဟာမြန်မာနိုင်ငံရဲ့ဒီအမျိုးဝါကိုရောက်နေတာတော့ပင်လယ်ဝါကိုရောက်နေတာတော့အမေရိကန်ရေးသားတင်မို့ရောက်နေတာတော့ခင်ဗျားတို့អော်ခဲ့တာပဲလေ။ပြီးရင်ခင်ဗျားတို့လောက်ပါဒေါ်လာရတနည်းပဲကျန်တော့တယ်လို့6လပဲကျန်တော့တယ်လို့လမ်းများအားလုံးနေပြီးတော့တို့လို့လက်ရှိတော့ ဲ့အဲ့ဒီစကားတွေကမင်းတို့ဝေဖန်ဆရာမလို့မပူနဲ့နော်ပုံမဲ့လင်းလင်းပြောလိုက်မယ်မင်းတို့ကြည့်ရမှာတစ်ခုပဲကြည့်2021မင်းတို့အာနာသိမ့်တဲ့အချိန်မှာမင်းတို့စောင့်စင်ရဘယ်နေသားရှိခဲ့တယ်အခု2025အခုဒီလမှာ2026လပိုင်းရောက်ရင်မင်းတို့စောင့်စင်ဘယ်ရောက်နေလဲကိုစောင့်စင်ကိုကိုတိဒေါအောင်ဆန်းစုကြည်ငလင်ကြောင့်လက်တံရရခဲ့တယ်လို့စုဖောင်ဒေးရှင်းထုတ်ပြန်မတ်28ရက်ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်ငလင်ကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်မောင်းဒဏ်ရာရခဲ့တယ်လို့စုဖောင်ဒေးရှင်းကထုတ်ပြန်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ကိုအကျဉ်းချထားတဲ့အဆောက်အုံပျက်စီးပြီးထိခိုက်ဒဏ်ရာရခဲ့တာလို့နားလည်ရပါတယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျမကြီးနဲ့ဖန်ဆီးချုပ်နောင်ထားတဲ့အခြေအနေတွေကိုစစ်အာဏာသိမ်းပြီးကလေးကသတင်းအမှောင်ချခံထားရတာကြောင့်လက်မောင်းဒဏ်ရာရရှိခဲ့တဲ့အပေါ်ထောင်တွင်းမှာအသက်အန္တရာယ်ရှိနိုင်တဲ့အခြေအနေအထိဖြစ်မှာကိုစိုးရိမ်နေလို့သူ့ရဲ့ရှိနေတွေကပြောထားပါတယ် ဒေါ်အောင်ဆန်းစုကြည်ရဲ့စီးပွားရေးဆိုင်ရာအထူးကြံပေးပမောက္ခရှောင်းနာနယ်ကလည်းဒေါ်အောင်ဆန်းစုကြည်အချင်းထောင်ထဲမှာစေကူတာခွင့်လုံလုံလောက်လောက်ရမှာမဟုတ်ဘူးလို့လူမှုကွန်ရက်အကောင့်ကနေပြောထားပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ဒီနေ့ဇွန်16ရက်မှာစူဖောင်ဒေးရှင်းကသူ့ရဲ့ကျန်းမာရေးအခြေအနေကိုထုတ်ပြန်လာတာဖြစ်ပြီးဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးချုပ်နှောင်ခံထားတဲ့နိုင်ငံရေးကျင်းသားတွေအားလုံးကိုပြန်လွှတ်ပေးဖို့ကုလသမဂ္ဂကတိုက်တွန်းတဲ့အကြောင်းကိုလည်းထည့်သွင်းဖော်ပြထားပါတယ်။ ဒီကစောက်စကားတွေအများကြီးပြောမနေနဲ့နော်ငါအဲ့ငါတို့ပဲအချမ်းငါတို့ကငါတို့နာများအားလုံးနေပြီးတော့မကတော့မိမိစောက်ဖို့တည်းပဲဝင်ဝင်အဲ့မင်းစောက်တောင်းမဟုတ်ဘူးရှင်းလားနော်မင်းတို့ကြည့်ရမှာတခုတည်းနဲ့ကြည့်မင်းတို့နိုင်နေတာရှုံးနေတာ2021အာနာသိမ့်တဲ့ချိန်မှာမင်းတို့ဘယ်စောက်ဆင့်ရှိခဲ့လဲအခု2026 25အာနာရောက်တဲ့ချိန်မှာမင်းတို့ဘယ်စောက်ဆင့်ရောက်နေလဲအေးအဲ့တော့ကိုစောက်ဆင့်ကိုတိနော်ပြောရတာရရှိတာခရရန်ပြောချင်တယ်ကွာနော်ရရန်တန်တဲ့ကောင်မျိုးရရန်ပြောတာကောင်းတယ်တိလားနော်အဲ့လိုဒဲပဲပြောအားလုံးကနေပြောမို့တော့လမ်းများအားလုံးဩစတြေးလျတို့လမ်းများအားလုံး ဘယ်နိုင်ငံတို့ညာနိုင်ငံတို့ဖြစ်သွားပြီလမ်းညာအားလုံးတို့လမ်းညာအားလုံးနေပြီးတော့လဲမဟုတ်တော့ဘူးဒီပြောမဲ့ဆက်တဲ့အတိုင်းမလုပ်ပါဘူးဒီပြောတဲ့ကောင်းတဲ့နေပြီးတော့ပါဘူးအဲ့အဲ့ဆိုရင်အဲ့ဒီဘက်တော့လူတွေသွားတဲ့အတွက်ငါကြံမိခဲ့တဲ့လူတွေစိတ်သက်သာကြီးတော်လိုင်းမလုပ်ကြတော့ဘူးပေါ့ဟမ်အားမလေးခံလိုက်ရင်မှာပြောင်းအောင်တတိယနိုင်ငံသူဖြစ်သွားပြီဒါကကျွန်တော် NLD ကသူ့ရဲ့ဒီလုံးလုံးလို့ပြခွင့်ပြီးပေါ့နော်ပြီးသွားကြတော့သူ့ရဲ့ NLD ပါတီနော် NLD ပါတီရဲ့ကျွန်တော်2021နောက်ပိုင်းမှာဒီယနေ့ထိ NLD ပါတီကသပိတ်ပေါင်းများစွာရှိတယ်ဟာထမိန်သပိတ်တွေရောဖြာလိတ်သပိတ်တွေရော ာဟုတ်တယ်ဒီ enemy body မှာစစ်တပ်မရှိဘူးလက်နက်ကင်ထားတဲ့တပ်ဖွဲ့ကြီးမရှိဘူး enemy body မှာရှိတဲ့ပြည်သူပဲရှိတယ်။အော်ပြည်သူရှိတဲ့အတွက်ပြည်သူစံနာကိုအဓိကပဲဥတီရမှာပဲနော်သူများမင်းတို့ကြက်ဖွတ်တယ်လို့မျိုးစစ်တပ်ကြီးအခိုင်အမာတိဆောက်ပြီးတော့တိုင်းပြည်ဘန်နာကိုတုံးထားတဲ့တကယ်ခင်ဗျလက်နက်တုံးထားတဲ့စစ်တပ် enemy body မှာမရှိဘူးအဲ့ဒါဆိုလဲမလားမင်းတို့ကြက်ဖွတ်ကစစ်တပ်ကိုပေးရ enemy ကိုဟမ်မင်းတို့ကြက်ဖွတ်ပြည်သူထောက်ခံမှုနဲ့နေလိုက်ရမလားအဲ့ဒါပဲ အဲ့လိုမျိုးလားကြည့်မြင်အောင်လို့နော်အဲ့ဒါဆိုရမလားရရပဲပြည်သူပဲရှိတဲ့လူပဲပြည်သူပဲထုတ်တော့မှာဗောဒူဟာပြည်သူစံနဲ့ဆုံးဖြတ်လေဟမ်ရှင်းရှင်းလေးအန္တရာယ်အတင်းလောက်ပါလို့အထမခိုင်းစေပြီးတော့စံနဲ့ပြခိုင်းတာမရှိဘူးပြည်သူကိုစံနဲ့ပြတဲ့နဲ့ဒလုံးပြတဲ့နဲ့ဒါပဲရှိတယ်ကိုအုံနှောက်ကိုဆုံးဖြတ်ပြီးလုပ်ကြမင်းတို့ထင်တာပြည်သူတွေအုံတော့မရှိတဲ့လူတွေအဲ့လိုတတ်မှတ်တာပြေပါ노ထမင်းတပိတ်တွေရောပြပန်းတပိတ်တွေရောကြာခဲ့ပြားရဲ့တပိတ်တွေဘာမှမလုပ်ဘူးအဲ့တပိတ်ကိစ္စရပြီးသွားတော့နောက်ဆုံးဘာဖြစ်လာလဲဆိုတော့ ်အယောက်တိုင်းဝင်ဖို့တကြည်စားဖို့ဟိုဘာဖို့အလှူခံတယ်အတော့ဘာညာဖို့တူတယ်မပူနဲ့လမ်းမယ်အယောက်တိုင်းကအလှူခံတယ်အယောက်တိုင်းကိုတို့ဝင်မှာမလို့အယောက်တိုင်းလည်းကြည်အလှူခံတယ်ပေါ့ဗျာမန္တလေးတိုင်းတို့အလှူခံတယ်ကုန်းတိုင်းကကြည်နေလဲကုန်းပြီနောက်တော့ဘာလို့ခင်ဗျားတို့ရှင်းမှဆက်ကြည့်လိုက်ကျွန်တော်ဒီဘက်ကမင်္ဂလာတော်ပါကြီးကတပ်မတော်ပါမြေမြေတွေဥပဥပ္ပဇာလာလမ်းနဲ့တူပါလေဒီဒီတပ်မတော်ပါမြေတွေဗျာတပ်မတော်ပါမြေတွေဒီမန္တလေးမှာရှိတဲ့ဒီတပ်မတော်ပါမြေတွေအဲ့ဒီမြေကိုရောင်းတယ်ဆိုပြီးရောင်းလိုက်ရတယ်ခင်ဗျားဝယ်တယ်မှာခင်ဗျားတို့ပါကြသေးလားမှတ်မိကြသေးလားတော်တော်မှတ်မိကြသေးလားရှင်းပါလေရန်ကုန်မှာရှိတဲ့ဟာလာ ဗဲမြေတွေရောင်းတယ်ပေါ့တက်မလို့တက်မလို့ဥဥစားတာဘက်နေတူပါအဲ့မှာကြီးတက်မလို့ရဲ့ပိုင်နေမြေတွေရောင်းတယ်လက်ရှိဒီတက်မလို့တက်စကန်နေဒီရှိနေတာတော်လိုက်ပြီဒီကောင်လေးဒီရောင်းတယ်ဆိုရောင်းနေကြတယ်စပင်မွေးတစ်ချောင်းလို့တကောင်းအဲ့လိုပဲလောက်တာပဲစပင်မွေးတစ်ချောင်းအခုလက်အခုဒီဒေါ်ဆောင်ကမွေးနေဗျာမွေးနေတော့သူတို့ကရောက်တာပါရှင်းတော့ဘာဖြစ်ရမလဲဘာမှမဖြစ်ဘူးရှင်းပါလေလို့ဘာဖြစ်ဘာမှမဖြစ်ခင်ဗျာစိတ်ကူးကြည့်မယ်ဘာမှလည်းဖြစ်တာအကြောင်းမရှိဘူးဒီအဒီဒီအဒီတော့သူတွေနဲ့ပြီးပါအောင်သူတို့ကနိုင်ငံရေးကိုပြတော့သူတို့ထင်တာကတောင်ပြိုးပွဲလို့ထင်နေတာနိုင်ငံရေးကတောင်ပြိုးပွဲမဟုတ်ဘူးတော့ နော်အေးဟုတ်တာဟုတ်တာဒီတိုင်းဝဲလို့ကစားလို့မရဘူးဟိုလက်ရှိကမြန် NLD ပါတီကဒီပြည်ပအုပ်ချုပ်ကြီးတိုင်းဒေါအောင်ဆန်းစုကြည်လည်းမပါအောင်နောက်သူတို့ရဲ့လုပ်တဲ့နိုင်ငံကြီးကတောင်ပြုံးပွဲအဆင့်လောက်ပဲရှိတယ်တောင်ပြုံးပွဲဆိုခဏသိရမလားကားကြလေခုံကြလေဘသူတွေကလည်းဘသူတွေခုံလဲအဲအဲအဲ့လိုနေတာပဲရှိတယ်ကျွန်တော်ကဒီမှာရှိတဲ့အဲ့မှာရှိတဲ့ဟိုကားခဲ့တဲ့သူတွေကျွန်တော်ဆော်ကားမဟုတ်ဘူးသူတို့နားနားဆော်ကားတာပေါ့ဆော်ကားရတယ်ကျွန်တော်ကချင်းဒါဆော်ကားတာပဲမင်းလူတစ်ဖက်တည်းကိုယ်ကိုယ်ရော်ပြီးမှုဒါဆော်ကားတာပဲတောင်ပြုံးပွဲဆိုတော့ပောက်ပန်း၄၀ပွဲအဲ့တော့ပောက်ပန်း၄၀ပုံးတော့ပဲမရှိဘူးဆိုရှင်းရှင်းလေး ပြောချင်တာပြောပြီးကျွန်တော်စော်ကားတာမဟုတ်ဘူးပြောလို့မရဘူးဒါမင်းတစ်ဖက်တိုင်းကိုယ်ပွယ်ယုံကြည်မှုအောက်တန်းစားဆက်ဆံတိုက်ခိုက်ပြီးစော်ကားတာအဲ့မီဒီယာလားဟုတ်လားအဲ့မီဒီယာလားမီဒီယာတော့နာမည်ခံအဲ့လိုပြောပါမှုမရှိဘူးနော်မင်းအလို့ freedom ပြောချင်တာပြောတိလားလူပုဂ္ဂိုလ်ရဲ့ပြောချင်တာကိုယ့်ကိုမီဒီယာတော့နာမည်ခံပြီးမီဒီယာစကားပြောရတယ်မီဒီယာအလို့လုပ်ကြတယ်လေဟမ်အဲ့ဒီကျင့်ဝင်လေးတွေမင်းဖိမင်းကိုမဆုံးမခဲ့ဘူးလားမင်းမိဖာရကမကတော့ထားပါဖာလိုက်ခံနေတယ်မင်းကိုဆုံးမမချင်မရှိလို့ဖြစ်မယ်ဟုတ်လားအဲ့ဒီအတွက်မင်းမတည်ဘူးဖြစ်နေအဲ့လိုလား ေးပတိမှတ်တော့နော်အဲ့လိုပြောချင်တယ်ပြောစော်ကားချင်တယ်စော်ကားပြီးတော့ဟာလားဟမ်ကျွန်တော်စော်ကားမဟုတ်ဘူးလုံးလုံးမရဘူးလေချိန်ကိုပြတာနိုင်ငံဆိုတောင်ယုံပွဲမဟုတ်ဘူးလုံးချိန်တိုင်းလုံးလုံးမရဘူးဘာမှမထူးပါဘူးအခုပါလေတော်ဆန်းစုကြည်မွေးနေရုပ်တမိုင်ရှစ်တောင်းခန့်ဆိုဘာမှမထူးဘာမှမထူးလဲဆိုတဲ့ကိစ္စကိုကျွန်တော်တင်ကြတာခင်ဗျရှစ်ရတော့ဗျာလေးသုံးချောက်ပြင်စင်းနေပတ်သက်ပြီးတော့လက်မအားလုံး9000တောင်ရခဲ့သေးတယ်လက်မ9000ခင်ဗျားတို့တင်ချပြင်စင်းကြကြည့်လိုက်ခင်ဗျားတို့ကလက်မထိုးတော့မပါခဲ့တာမသိဘူးနော်အဲ့လိုရှိခဲ့တယ် ဘာမှမဟုတ်သူကနိုင်သူကနိုင်ငံရေးဆိုတာကျွန်တော်တောင်မြုံပွဲလောက်ပဲတောင်မြုံပွဲလို့လုပ်နေတာတောင်မြုံပွဲလောက်ပဲသူတို့အဆင်ပြေဒီဒီတောင်မြုံပွဲလောက်ပဲသူတို့အဆင်ပြေဒီတဲ့မစော်ကားဘူးနော်ဘာမှမဟုတ်ဘာမှမဟုတ်ဘာမှမဟုတ်စော်ကားတော့တော်တာဘာမှမဟုတ်ခဏပြီးသွားမှာပါဒါလည်းဘာမှမဟုတ်ဒါလည်းဘာမှမဟုတ်အဲ့တော့ဒီတော်ဆောင်ရဲ့မိုးနေနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့ခင်ဗျားတို့ဗာလဲပန်းတပိတ်အင်းကြီးပြတပိတ်လောက်ရတဲ့လူလောက်လောက်တာနဲ့ခင်ဗျားတို့အကြမ်းဖက်မှုတိုက်ပြိုက်ဥတွေနဲ့ဆက်ဆက်တဲ့ဆက်ဆက်ဥတွေနဲ့ခင်ဗျားတို့အရေးကြီးမှာလောက်ရရဲ့လို့ဒါတော့ကျွန်တော်လက်မှတ်ငါးသန်းကိစ္စနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတင်ပြပေးတာချင်းချောင်းနော်ဗီဒီယိုတွေ့ရ တဲ့နော်ဒီသူတို့ချင်းချောင်းဝင်လာဒီကောင်ကြီးအရှုံးတရအဲ့ဒါကြောက်လန့်နေတာကြောက်လန့်နေတာဘာမှမရှိတဲ့မအိုကြီးတယောက်ကိုကြောက်လန့်နေတာအဲ့တော့ကဲပန်းတပိတ်လုပ်မယ်ဆိုအဲ့ဒီဒေါအောင်ဆန်းစုကြည်အသက်80ပြည့်တဲ့နေ့မှာဒေါအောင်ဆန်းစုကြည်ကိုမထောက်ခံတဲ့လူတယောက်ဒါပေမဲ့အဲ့ဒီမျိုးသမီးကနေ့တိုင်းပန်းကြိုက်တယ်သူကပန်းပန်းဒါပေမဲ့သူကဒေါအောင်ဆန်းစုကြည်မထောက်ခံဘူးဒေါအောင်ဆန်းစုကြည်မွေးနေတူမတိဘူးဒါပေမဲ့သူကလုံးလုံးစင်ပန်းပန်သွားမယ်ဆိုရင်အခုသူပြောတဲ့ပုံစံဖန်ခံထိပြီးတော့အကြမ်းဖက်မှုတိုက်ဖျက်ဥပဒေနဲ့တရားစွဲပြီးထောင်ချခံထိမဲ့ပုံစံဖြစ်နေတာပေါ့အဲ့တော့မင်းတို့စစ်တပ်ထောက်ခံတဲ့ဘက်အထံကိုမေးနေတာကအဲ့လိုမျိုးလှုပ်ချင်တိုင်းလှုပ်လို့ရလား ဒါရဲ့တရားမျှတမှုလားငါပြောသလိုမင်းတို့စစ်တပ်ကိုထောက်ခံတဲ့လူတယောက်နော်အဲ့နေမှာ तू နှိမ့်နိုင်တဲ့ပန်းပန်တယ်ဒေါ်သန်းစုကြည်မွေးနေမှာလဲ तू အာယုံမရှိဘူးဒါပေမဲ့တော့တို့ပန်းပန်တယ်အကြမ်းဖက်ပုံတိုက်ဖျက်ရေးဥပဒေနဲ့တရားစွဲခံရမယ်ပေါ့ဖြစ်တယ်လားအဲ့ဒါလူတွေအလုပ်လားလူကျင့်ဝတ်တာလူစိတ်ရှိတဲ့လူတွေအလုပ်လားအဲ့တော့စစ်တပ်နဲ့စစ်တပ်အတိုင်းဝိုင်းရှုံးနေွားတယ်ချီးတွင်းနေအခုရောက်ွားတယ်နောက်ဆုံးပွဲသိမ်းမဲ့အနေအထားထိဖြစ်လာပြီခုအဲ့ဒါဒီဘာကြောင့်လဲမင်းအွန်လိုင်းလို့စောက်တိတရားမရှိတဲ့ကောင်ကစစ်တပ်ခေါင်းဆောင်တက်လုပ်ပြီးတော့တိုင်းပြည်ကိုအာဏာသိမ်းတယ် ဒီကျော်စိုးဦးတို့လိုမျိုးအောက်တန်းစားဇယိုက်တွေပြောဆိုလောက်ကိုင်းနေမှသမင်းစားဝင်တဲ့ကောင်မျိုးတွေကအခုလိုအောက်တန်းစားစကားတွေစောပြောတယ်အောက်တန်းစားဇယိုက်တွေလုံပြီးမြှောက်ပေးတယ်နော်အခုကြည့်ပန်းပိုင်တော့အကြမ်းဖက်မှုတိုက်ပြတ်နေအေးအယူမဲတဲ့ကိုကြိုက်တဲ့အင်ကြီးအယောင်ဝက်တယ်မဆိုင်သူတို့သူတပိတ်လုံးလာလှုပ်လာလေကိုကကိုကြိုက်တာကိုဝင်မယ်ဒါပေမဲ့သူတို့အေးအယူမဲနဲ့သွားတိုက်ဆိုင်အကုန်လုံးအေးအယူကန်ထိမှာစဉ်းစားကြည့်စဉ်းစားကြည့်အဲ့တော့မရှက်မကြောက်ပြောတာမွေးခဲ့တဲ့မိဘသူ့အဖေသူ့အမေဒီမျက်နှာမှမထောက်နော် လောကမှာငါမွေးခဲ့တဲ့သားသမီးလောက်ရုပ်ပြစ်စင်းပြစ်အောက်တန်းစားလို့လုံနေတယ်ဆိုတဲ့တမိုင်တုတ်ဖေးတုတ်မီသေဝါရီလက်ရှင်နေတာတော့မသိဘူးဟင်ဝိုင်းရီဆက်တဲ့သားမျိုးဆိုတော့အဲ့လိုမျိုးပြောတာနော်ကြံမိခဲ့တဲ့သားသမီးတွေတော့ပေါ့ကျော်စိုးဦးရဲ့သားကျော်စိုးဦးရဲ့သမီးသေးပြီးသွားပြီးထွေရောထွေးကန်ဒီမှာလူကြားထဲမှာဟမ်နေဝင်းသားသမီးကြီးသူ့တို့ဘလောက်ပဲပတ်စံရှိရှိအခုနေဝင်းမြီးတွေဟမ်လူရောင်းဝင်းလားအဲ့တို့စတဲ့အတိုင်းဝိုင်းမှာတို့ပတ်စံရှိလို့ဖားရပြီးနေတာမရှိမယ်တကယ်တကယ်သူ့လိုပို့လို့လူတယောက်ကတန်ဖိုးနဲ့လူလက်ခံတာ အဲ့ဒါအဲ့ဒါလူတန်ဖို့ဆိုအဲ့ဒါပဲနော်အဲ့ဒီတန်ဖို့ကဘာနဲ့မှဖြတ်လို့မရဘူးအော်ဒီကောင်တွေကကိုတန်ဖို့ကိုဖြတ်နေတယ်အဲ့မြင်နေကြည့်နော်အဲ့တော့ဒီလိုကောင်မျိုးတွေဟုတ်လားကျော်စိုးကိုမိတဲ့နေကြလို့ရှိရင်ခင်ဗျားတို့ဘယ်အဖွဲလဲတော့မတည်ဘူးနော်မိတဲ့နေကြရင်တော့ကျွန်တော်တို့လည်းနည်းနည်းထားပါကျွန်တော်သပင်မွေးသူပြောခဲ့တဲ့ဗီဒီယိုဖိုင်တစ်ပုတ်ဖွင့်ပြသပင်မွေးတစ်ချောင်းနှုတ်မယ်ကျွန်တော်အများကြီးဘာမှမလုပ်ဘူးကျွန်တော်တိလားသူတို့မချိန်လည်းမချိန်ချောက်ဘူးသပင်မွေးတစ်ချောင်းဝင်းနှုတ်